မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါဗျာရှင်ညာမင်းမိသားစုမှကြိုဆိုပါတယ်ဗျာဒီနေ့16ရက်6လ2025ဗုဒ္ဓဦးနေ့ဖြစ်ပါတယ်ဗျာဗမာလူကတော့နေုံအလကွယ်ရှင်းနေဖြစ်ပါတယ်အဒီနေ့ကလည်းထူးခြားခြင်းနေ့ရတော့အင်္ဂလိပ်လူကလည်း16 အဲလောက်ွယ်နေရလဲရှေ့ရနေဖြစ်နေတဲ့အတွက်ရှေ့ကနေနှစ်ခုထပ်တဲ့နေဖြစ်ပါတယ်ဗျာဒီလိုနေ့ဒီမှာအထူးကြတဲ့လက္ခဏာကတော့တခုခုပြဿနာတက်မဲ့ကိစ္စတွေဘေးရန်နေကြောက်တဲ့ကိစ္စတွေရှိခဲ့လို့ရှိလို့ရင်နောက်ငယ်နှဝင်းပကလေးတွေကိုရင်းပြီးတော့စောင်းထားမယ်ဆိုရင်မိမိတို့အိမ်မှာမိသားစုနဲ့ပတ်သက်တဲ့ပြဿနာများကိုင်းဝေးပါဖြစ်ပါတယ်ဗျာအာမရေးဟောမဒီခုချိန်မှာရေးကြီးတယ်မြေတွေပြိုတယ်မိုးတွေရွာတယ်ဟာလား စစ်မကြီးရဲ့နေပတ်သက်တဲ့ရှိတဲ့တိုင်းပြည်နဲ့မှာတင်မှာဖဏာစီတာပြစ်တာခတ်တာရှိတဲ့အတွက်ကြောက်နေရတဲ့ကာလမျိုးတွေမိမိတို့အိမ်မှာအကြောက်တရားမိမိတို့မိသားစုမှာအကြောက်တရားတွေကင်းဝေးအောင်နာငယ်နဝင်းပိတ်ကလေးကိုရေးထားမယ်ဆိုရင်ဒီနေ့မှာမိမိတို့ကြိုက်နေစက္ကူတရမှာနာငယ်လေးကိုရေးနာငယ်လေးရဲ့အောက်ဆုံးကိုဆွဲပြီးတဲ့အခါမှာအဲ့ဒီနာငယ်လေးကိုဝိုင်းပြီးတော့ဝါလင်းလုံးတစ်လုံးရေးလိုက်မယ်ဆိုရင်နာငယ်နဝင်းပိတ်ဖြစ်ပါတယ်လွယ်လွယ်ကူကူလုပ်တဲ့ရေတရားလေးဖြစ်ပါတယ်ဗျာစက္ကူတရမှာနာငယ်လေးကိုရေးအဲ့ဒီနာငယ်လေးရဲ့အောက်ဆုံးရေးထားတဲ့ အတန်းလေးကထိတ်ကနေပြီးတော့အဲနငယ်တွေကိုဝိုင်းပြီးတော့ရင်းနငယ်နဝင်းဘိလို့ခေါ်ပါတယ်ဘေးဆိုရန်သူအန္တရေဆိုအာကကြီးသုံးပါရေဒီယာကြိုးစလောအနေနဲ့ရေဒီယာများဖြစ်ပါတယ်ဗျာဒါဒီနေ့ရဲ့အထူးကံကောင်းခြင်းကနငယ်နဝင်းဘိကလေးကိုစောင့်မယ်ဆိုရင်ဘေးအန္တရေကင်းဝေးသွားမှာဖြစ်ပါတယ်ဒီနေ့ရတဲ့ဗုဒ္ဓနေ့ဖြစ်ပါတယ်ဗျာဗုဒ္ဓနေ့ရဲ့အိုးရင်လောက်ကနေပတ်သက်တဲ့ကိစ္စတော့ဝါတာရပဲပြောဒါကြောင့်အိမ်နဲ့ပတ်သက်တဲ့မိသားစုနဲ့ပတ်သက်တဲ့လောက်ကနေပတ်သက်တဲ့မှာဝါတာရလေးဖြစ်နေတာဖြစ်တဲ့အတွက် ဒီ water tank ကိစ္စလေးကြီးအဆင်ပြေအောင်ဆိုရင်တော့ကျွန်တော်တို့ရာဆိုလို့ရှိရင်အိမ်ကြီးမိမိမှာရှိတဲ့အိမ်ကြီးတစ်ထည်အိမ်ကြီးတွေကိုကိုင်းကိုင်းပြီးတော့ရာဦးတောင်းနောက်မြောက်တော့ကိုင်းပြီးတော့ဆူတာအသင်းအိမ်ကြီးလေးရဲ့အဲဒီအင်ကြီးလေကျွန်တော်လုပ်ကံမကောင်းဘူးရအလုပ်ကံကောင်းခြင်းနဲ့အိမ်မှာမိသားစုတွေလုံးနဲ့ပတ်သက်တဲ့မိသားစုနဲ့ပတ်သက်တဲ့အိမ်ဆောင်အမေကိစ္စတွေအလူလို့အမေကိစ္စတွေအလုပ်ခေါ်တာတွေနဲ့ပတ်သက်တာအဆင်မပြေဘူးဗျာဒါကြောင့်အသင်းအင်ကြီးလေးကပိတ်ဆိုနေတဲ့ဥဝင်လုပ်ကံများအများဆုံးပွင့်လာအောင်ကုညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်း အရာဦးတော်အနောက်မြောက်တော်လည်းပြီးအင်ကြီးလေးကိုင်းပြီးဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆို့နေတဲ့အိုးဝင်လောက်ကန်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါမန်နီငွေကြီးနဲ့ပတ်သက်တဲ့နီးနဲ့ဆက်သက်တဲ့ကိစ္စလေအင်ကြီးလေးကိုတင်းနေလာအရှိအရာကိုကိုင်းပြီးမှဆူတောင်းအတင်းညီရဲကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးအဆင်မပြေဘူးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ဒါကြောင့်ကျွန်တော်မှပိတ်ဆိုနေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေအောင်အတင်းအင်ကြီးလေးကကုညီစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်း အင်ကြီးလေးကိုကင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့အငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအများအဆင်ပြေမှာဖြစ်ပါတယ်။ဒါကြောင့်ဒီခေါင်းသားသမီးအားလုံးတို့ဒီအလောက်ကနေပတ်သက်တဲ့ကိစ္စငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေတယ်လို့မိမိအိမ်မှာအင်ကြီးတဲကိုခြေကလေးနဲ့ချိတ်ချိတ်ပြီးမှလွှဲလွှဲပြီးတော့ဆူတောင်းပါဗျာ။အသင်းအင်ကြီးလေးရဲ့အိမ်မှာရှိတဲ့လူယောက်ျားအဆင်မပြေဘူး။အလောက်ကမလုပ်ဘူး။အလောက်ကလုံးမဖြစ်မဲ့ ဟာအိမ်မှာရှိတဲ့ငွေကြီးနဲ့ပတ်သက်လို့ရှင်မှုအကျွေးတွေပေးရရှိတဲ့ရတရားတွေရှိတဲ့အပြည့်အညာဇာလေးဆင်ပြောင်းအင်းတင်းအင်းကြီးလေးကကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းအင်းကြီးလေးကိုလွှဲလွှဲပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတော့အလုတ်ကိုင်းများငွေကြီးများအမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာဒီချိန်မှာစိတ်သက်သေကြနေတဲ့တစုံတယောက်တော်သူကိုဖွင့်ပြောတိုင်မြင်တာမဟုတ်ဘဲနဲ့တယောက်တည်းမျိုးသိမ့်နေရတဲ့ကာလမျိုးဖြစ်ပါတယ်အိမ်မှာလည်းမိသားစုချင်းချင်းအဆင်မပြေတတ်ဘူး ငွေကြီးနဲ့မိမိလိုအပ်ချက်ဒီမှာပြည့်စုံမှုမရှိဘဲနဲ့ချွတ်တဲ့မှုတွေဖြစ်ပြီးတယောက်နဲ့တယောက်အဆင်မပြေတတ်ပြီးတော့ရံဖြစ်တတ်တဲ့ကာလအိမ်မကြီးတဲ့အိမ်ောင်ကြီးအဆင်မပြေတတ်ဘူးအိမ်မရံဖြစ်တတ်တယ်အဲ့ကိစ္စတွေအမျိုးအနှိမ့်ဆက်တတ်တယ်အာဒီကိစ္စတွေပေါပေါက်နေတာဖြစ်တဲ့အတွက်တခုခုပိတ်ဆို့နေပါလေဗျာပိတ်ဆို့နေတဲ့လူတွေကစက်ပြံမုံလေးကိုကိုင်းပြီးတော့စူးတော့စက်ပြံမုံလေးကိုတိုက်တဲ့စက်ပြားအဝိချော်တဲ့စက်ပြားစက်ပြားအမုံလေးကိုကိုင်းပြီးမှစူးတော့အတင်းစက်ပြံမုံလေးကျွန်တော်စိတ်တက်တီးရနေတယ် ကျွန်တော်မှလောက်ကနေပတ်သက်လို့မကောင်းမှုငွေကြီးနဲ့ပတ်သက်လို့အဆင်မပြေဘူးကျွေးတွေတင်နေရတဲ့ရှိတာတွေကမရဘူးကျွန်တော်မှပြဿနာဖြစ်နေရောင်းဝယ်မကောင်းမှုအမီလေးရဝယ်ခြင်းနဲ့အိလေးရစောက်ခြင်းနဲ့အလူအလုပ်ခြင်းနဲ့ရွှေလေးဝယ်ခြင်းနဲ့အဲ့ဒီကိစ္စတွေနဲ့ပတ်ပြီးကျွန်တော်စိတ်ထဲမှာပိတ်ဆို့နေတယ်ဗျာပိတ်ဆို့နေတဲ့ကိစ္စတွေအများဆုံးပွင့်လောင်းကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းစပြမုံလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်အရက်မျက်နှာတွေနဲ့မဆိုင်ပါဘူးဗျာဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှပိတ်ဆို့နေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအမြန်ဆုံးရရှိမှဖြစ်ပါတယ်ဗျာ အလူတွေနဲ့ပတ်တယ်မှာကိုယ့်ရဒေတာမဟုတ်တဲ့တခြားရဒေတာသွားမယ်လူယောက်ျားတွေကကိုကိုရင်ကိုမိသားစုကိုလုံငန်းနေမှာမပြောဘူးကိုလုံငန်းနေမှာအဆင်မပြေဘဲနဲ့အပြင်မှာလက်ရက်နေရကျွေးတဲ့ငွေကုန်ကြေးကြမြတ်တတ်ပြီးအမှုကင်းပြဿနာဖြစ်တတ်ပါတယ် ကိုကိုရင်ကိုမိရကိုမိသားသူမှချစ်ချစ်ကင်းနေမယ်အလောက်ကိုကြွန်းကြန်းကျင်းနေတက်တွေ့ကြကြလုံးမယ်ဆိုရင်တင့်မှာပိတ်ဆိုနေတဲ့ငွေကြီးများအစုလိုက်ပြုံးလိုက်လိုးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ငွေကြီးကန်ကောင်းတဲ့ကာလာမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေလေးအစဉ်ပြောင်းလူယောက်ျားတွေဓာတ်ပြည့်နေတဲ့ကိစ္စလေးတွေအစဉ်ပြောင်းတော့တောက်ကြမြောက်ရကိုလက်ပတ်တန်လေးဂိုင်းပြီးမှအဲကျွန်တော်တို့ရပြောလို့ရှိရင်၃ချိန်တိတိစုတောင်းပါဗျာအရင်ပတ်သက်လေးအိမ်မှာကြီးတဲ့လူယောက်ျားအလုံးမလုပ်ဘူးလုံးမှဖြစ်မယ် ်အသင်းပဇံလေးရေလူယောက်ကြတော့အိမ်မှာခမရလှုပ်ထဲမှာမကတ်ဘူးအလုပ်တော့လုပ်ပါရဲ့ပဇံမဘူးပဇံအမဖြစ်မယ်အိမ်မှာရှိတဲ့လူယောက်ကြတဲ့လောက်ကန်နေတဲ့ပတ်သက်တာအဆင်မပြေနဲ့လောက်ကန်နေအဆင်ပြေအောင်အိမ်မှာပူညာပူညာလုပ်နေတဲ့ကိစ္စတွေငင်းညောင်းတယောက်နဲ့ချစ်ချစ်ကင်ကင်ကြင်ကြင်နာနာနဲ့အဆင်ပြေအောင်ပြဿနာများကင်းဝေးအောင်ကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလှည့်ပဒံလေးကန်ပြီးတော့၃ချိန်တိတိဆူတောင်းမှုဆိုရင်တင်းတော့မှပိတ်ဆို့နေတဲ့ကံများယနေ့အများဆုံးပွင့်လာမှာဖြစ်ပါတယ်ဗျာ ိုနဲ့နီးနေဆက်သက်တဲ့မင်းအဲမင်းနေနဲ့ပတ်သက်တဲ့ဒီချိန်မှာအောင်မြင်တဲ့ဝေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအာခမရဟွာပေါ်စီမံခန့်ခွဲမှုလွှဲမှားကြောင်းငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအထက်နဲ့အောက်ကြားထဲမှာခမရလင်းနေမှုတွေအာငွေကြီးအသုံးချမှုတလွဲအသုံးချမှုတွေကြုံတွေ့နေရတဲ့ကာလမျိုးဖြစ်ပြီးတော့အဆင်မပြေတတ်ပါဘူးဗျာအောက်လငယ်သားတွေကဂိတ်ဒီမှာပတ်သက်နေတောင်းနေအာငွေကြီးနဲ့ပတ်သက်တဲ့ဖောင်းကြမှုတွေကတော့ဒီချိန်မှာအများကြီးဖြစ်ပါမင်းမှာငွေနဲ့ပတ်သက်တဲ့ခေမှာရန်ဆောင်တဲ့ ငွေနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ်ပေါက်နေတဲ့ကာလမျိုးဖြစ်ပါတယ်။ဘေးကကြည့်ရင်တော့အဆင်ပြေပြီးတော့အတွင်းထဲမှာတော့အသိအဆင်မပြေဘူးဗျို့။မင်းနဲ့ပတ်သက်တဲ့ကိစ္စမင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းကြာသာပြေအနောက်ကြီးရကူတာဒီနေ့လှည့်ပြီးတော့ဆူတောင်းပြီးတော့အနောက်ရလက်ပြီးလက်တဲ့ဘာမှမကင်မင်းနဲ့ဆူတောင်းအာကျွန်တော်တို့မင်းနဲ့ပတ်သက်တဲ့ကိစ္စလုံမဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလုံမဲ့အပြောင်းအချွေရာထူးတွေလုံမဲ့မြေယာနဲ့ပတ်သက်တဲ့ကိစ္စတွေလုံမဲ့အရောင်းဝယ်တွေလုံမဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေးခြင်းနဲ့တင့်မှာဖြစ်ပေါ်နေတဲ့အလိုဆန္ဒရှိတဲ့မြတ် ကိစ္စအားလုံးကြာတာပရိအနောက်ရကိုလှည့်ပြီးမှခမရတခုခုဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတော့ကံများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာနောက်ကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတလူသွားခွင့်ပြောခြင်းတလူပြောခွင့်မရပါဘူးဗျာသွားကြောင်သွားခြင်းတလူသွားခွင့်ပြောခြင်းတလူပြောခွင့်ရအောင်သွားတော့ခီးများအနေကင်းပြီးရှိမယ်ပြောသောစကားများအောင်မြင်ကြအောင်ဗုဒ္ဓတောင်ရက်ကိုလက်ဇွန်းလေးကိုကိုင်းပြီးတော့ဆူတောင်းအတင်းဇွန်းလေးရေ အဇုံခရဲမှာရှိတဲ့ဇုံလေးလက်ဖက်စားတဲ့ဇုံထမင်းသားတဲ့ဇုံဇုံတို့ပြီးတာပဲဇုံလေးကိုကိုင်းတပုဒ်ထူတောင်ရက်ကိုလှည့်ပြီးတော့ဆူတော့အတင်းဇုံလေးရဲ့အာကျွန်တော်ခီးရီသွားမယ်ဗျာကျွန်တော်ခီးရီသွားတဲ့အခါမှာအန်ဒီရင်းပြေးရှင်းပြီးတော့အန်ဒီကင်းညင်နေကျွန်တော်ပြောတဲ့စကားတွေပြောမယ်ကျွန်တော်ပြောတဲ့စကားတွေအောင်မြင်ကြောကြပြီးပြဿနာဒုစုံတရားမကြီးပဲနဲ့ပြောသောစကားများအောင်မြင်ကြောကြပြီးသွားတော့ခီးများအန်ဒီကင်းအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းပုဒ်ထူတောင်ရက်ကိုလည်းဇုံလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆိုနေတော့ခီးစကားများ အများအားဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာကိုဒီချိန်မှာအမျိုးရိုးရနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအရိုးရတွေပေါ်မှာဒူရကြုံးမယ်အမျိုးရိနဲ့ပတ်သက်တဲ့ကိစ္စအတိုင်းနဲ့ပြည်နေတယ်အဟိုလူမျိုးချင်းချင်းပုံကူချင်းရတယောက်နဲ့တယောက်ပြဿနာတော့သိမကြီးသေးဘူးသို့တော်တူနဲ့တူရုံယုံကြည်မှုကင်းမဲ့တယ်တယောက်နဲ့တယောက်နာကျင်မှုတွေရှိတယ်ဒီကောင်ငါ့ကိုဘလို့နှုတ်ပြတာဘလို့လုတာအာသူကငါ့ကိုဘလို့ကျင့်ပတ်တာဆိုတယောက်နဲ့တယောက်ယုံကြည်မှုတွေကင်းမဲ့ပြီးတော့တယောက်နဲ့တယောက် ပခမရအရန်လိုမှုတွေဖြစ်ပေါ်နေတဲ့ကာလမှုဖြစ်ပါတယ်ရိုးရဖုံးမဒိုးရာကြောမှဖြစ်ပါတယ်ဗျာဒီချိန်မှာအမှုခွင့်ပြဿနာများဖြစ်တတ်တယ်အာတဘာဝဘေးရရင်ဖြစ်တဲ့ကကြီးသုံးပါဖြစ်တဲ့မိုးရွာမယ်ရေတွေကြီးမယ်မြေတွေပြိုးမယ်ငလင်းတွေလုံးမယ်မီးတွေလောင်းမယ်အဆိုတဲ့ပြဿနာတွေပေါ်ပေါက်နေတာဖြစ်ပါတယ်ဒီနေ့ကတော့အဲ၁၈ရက်6လ2025အဗုဒ္ဓနေ့ဖြစ်ပါတယ်ဗျာအရှိကနာကြသလိုခင်ဗျားဒီနေ့ရုံလကွယ်ရှိရနေဖြစ်တော့ရှင်းနှလုံးထပ်တာဖြစ်တဲ့အတွက် ဒီနေ့မှာအကြောက်တရားတွေရှိတဲ့ပုံကူမြည်သည့်ပုံကူမဆိုးပုံကူတိုင်းပုံကူတိုင်းဟာတနင်္ဂနွေတောင်အရှိမောက်တောင်လက်ပြီးစကုတွေမှာနှငယ်လေးရေးပြီးတော့နှငယ်ရဲ့အောက်ဆုံးအဆုံးလေးရနေပြီးတော့အဲ့နှငယ်လေးကိုဝိုင်းပြီးတော့ဝါလုံးလုံးတလုံးရင်းနှငယ်နဝင်းပိတ်လို့ခေါ်ပါတယ်ဗျာခင်ဗျအမှုခင်းပြဒနာတွေကကိုယ်ရင်မဲအကကြီးသုံးပါးပြည့်တဲ့မိုးရွာရရေးတွေကြီးတာတိုက်တွေပြိုးတာအာမီတွေလှုပ်တာငလေးတွေလှုပ်တာအာမီတွေအကွဲတာနော်အရာမီးတွေလောင်တာအာအဲ့ဖြစ်ပေါ်နေတဲ့သဘာဝဘေးအန္တရာယ်များ ကာကွယ်နိုင်တယ်လို့ယခုမျက်တိရှိမှ ဖြစ်ပေါ်နေတဲ့ပြဿနာတွေမှာလဲကိုရှိမှကိုရှိမှကိုမိသားစုရှိမှကိုဝန်းရှိမှပြဿနာတုံတုံတရားပြီးနေငြင်းညံ့သွားမှာဖြစ်ပါတယ်။အဲဒီဆက်ကူလေးမှာနာငယ်နေဝင်းပဲရေးတရာကိုအိမ်ထဲမှာစောင်းမလား။ဒါမှမဟုတ်ရှိရင်မိမိတို့အိမ်မှာကတ်ထားမလား။အာမိမိတို့အိမ်မှာကတ်တဲ့အတွက်အိမ်နဲ့ပတ်သက်တဲ့ပြဿနာတွေဝင်းမယ်။လူမှာဆောင်တဲ့အတွက်လူငယ်သွားလိုက်ရမှာအန္တရာယ်ကင်းဘေးရှင်းသွားမှာဖြစ်ပါတယ်ဗျာ။အလွယ်ဆုံးရည်ရည်လေးဖြစ်ပါတယ်။ဒါကြောင့်ရိုးရဖို့ကြပါရိုးရဖို့မှဒုရာကျော်မှဖြစ်ပါတယ်။ ဒါကြောင့်တင်းငွေနေတောင်အရှိမြတောင်လက်အာလူကျော်ဖြစ်ပေါ်နေတဲ့ရိုးရာနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုကြောချင်းတော့အာလူကျော်လေးတစ်ခုလောက်ကိုစားပြီးပါဆူတောင်းအတဲ့အာလူကျော်လေးရိုးရာဖော်လို့ဒိုးရကြောပြီးပြဿနာတွေကင်းဝင်ခြင်းနဲ့ပြဿနာတွေကြောက်တယ်အဲ့ပြဿနာတွေအပြန်ဆုံးကင်းအောင်ရိုးရာဖော်လိုက်တဲ့အတွက်အာလူကျော်လေးကိုစားပြီးရိုးရာဖော်လိုက်တဲ့ဒိုးရာကြောရစေအမှုခင်းပြဿနာများဝေကွာမယ်ဝေးကြီးများလုံးလိုက်ခဲလိုက်ပြီးသာသနာပြုနိုင်အောင်အသင်အားလူလျော်လေးကကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်း တင်းနှင်းငွေဒီတောင်းအရှိမောက်တောင်းလက်ပြီးအာလူကြိုလီစပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေသောရိုးရဖော်လိုဒူးရကြိုပြီးအမှုခင်းပြဿနာများဝေးကွာမှာဖြစ်ပါတယ်။အဲ့ဒီလိုပဲတင်းနှင်းငွေဒီတောင်းအရှိမောက်တောင်းလက်ပြီးဆက်ကူလီတရမှာဘောပင်လေးနဲ့နနငယ်လေးကိုရေးအောက်ကနေပြီးတော့အဲ့နငယ်လေးကိုဝိုင်းပြီးမှဝါလုံးလေးလိုဝိုင်းလိုက်လို့ရှိရင်နငွေနဝင်းပိတ်ပုံစံလေးပေါ်လာပါလိမ့်မယ်။အဲ့ပေါ်လာတဲ့နငယ်နဝင်းပိတ်ကလေးကိုဒီနေ့မှခင်ဗျားမိမိအိမ်မှာကတ်ထားမယ်။အဲ့စာယူကလေးကိုမိမိရဲ့အိတ်ထဲမှာစောင်းမယ်။ အဆိုင်ဝဲတည်တည်ကြီးကြီးတည်တည်လေးတွေဆွဲပြီးများများအိမ်ရမိသားစုတွေမှာစောင်းမယ်ကလေးတွေကြောင်းသွားတဲ့အခါမှာကောမဘူးတွေမှာထဲမယ်လွဲကလေးမှာထဲမယ်အဲထဲမယ်ကလေးတွေအန်ဒီရကင်းမယ်မိမိအိမ်မှာကတ်ထားမယ်အိမ်နဲ့ပတ်သက်တဲ့ပြဿနာတွေကင်းမယ်သွားလျာမှာစောင်းသွားကြအမှုခွင့်များပြဿနာဝေးကွာပြီးတန်းငယ်နှပွင့်ပိတ်ကြောင်းတင်းတို့မှာပြဿနာတွေနဲ့ပတ်သက်တဲ့မှာခမရပွင့်လန်းပြီးတော့ပြဿနာတွေကိုဝေးပြီးတော့ခမရမိသားစုစီးပွားရေးလူမှုရေးကိစ္စများအများဆုံးပွင့်လန်းလာမှာဖြစ်ပါတယ်ဗျာဒါတော့ခမရအဲဒါကြောင့် ကျွန်တော်တို့ဆက်ရှိရဲ့6လ2025အနေုံလကွယ်ရှိရနေဖြစ်ပါတယ်ရှိရနေမှာဒီရေဒီယာလေးတွေနိုင်ငံဝန်ပိတ်ကလေးရေးတော့အန်ဒီကင်းပေးရှင်းပြီးမိမိအိမ်မှာစီးပွားလက်လာပြန်များအများဆုံးတိုးတက်မှာဖြစ်လာပါတယ်ဒါဒါကြောင့်ဆက်ရှိရဲ့6လ2025ဗုဒ္ဓနေ့ရဲ့တိတိတာကံကြမ္မာများဖြစ်ပါတယ်ဗျာဗုဒ္ဓမှာဒီကံလေးတွေစားမယ်ဆိုရင်တနင်္ဂနွေတော့အရှိမြောက်တောင်းလက်လက်ပြီးကမှခမရအာလူကျော်လေးစားပြီးမှဆုတောင်းယူအဖော်လို့ဒူအကျော်ပြီးမုခင်းပြဿနာတွေဝေးပြီးတော့ ဘာအထီးကများပွင့်နေနေဗျာအထီးကများအများဆုံးပွဲအောင်ကုညီစောင့်ချောက်တော်မူပါဆိုတဲ့ကြောင်းတနင်္ဂနွေနေ့တော့အရှိမြောက်တော်လဲအာလူကျော်လေးစပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့အထီးကများငွေကြီးများအလုံးလိုက်ခဲလိုက်ဝဲရောက်လာမှာဖြစ်ပါတယ်ဒီနေ့မှာအထီးကလေးတွေစမယ်ဆိုလို့ရှိရင်1တို့2တို့နော်9တို့နော်အဲ့မှာ9တို့၄ဆိုတဲ့ခဏလေး1နဲ့9လေးဆိုတဲ့ခဏအခွေလေးတွေကန်စမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတော့ကန်များအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့စက်ချီရဲ့ 6လ2025အဲဗုဒ္ဓနေ့ရဲ့တနေ့တာကညမာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဗုဒ္ဓနေ့မှာဖြစ်အထူးတလေရတော့နာငယ်နေမွေးပိတ်เนาะအန်ဒီအကင်းပြီးချင်းနဲ့အဆောင်လေးစမာလေးဒီအားလေးကိုစောင့်မယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လာပြီးငွေကြီးများအစုလိုက် လုံးလိုက်ခဲလိုက်ဝင်ရောက်လာမိဖြစ်ပါကြောင်းလေးလေးသာသာရွှေညာမိမိသားစုကူစားဆရာကြီးမြန်မာပြည်မှာလေးလေးသာသာထူထောင်မြတ်တာပို့လိုက်ပါရယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ